Strava app အသုံးပြုပုံလေးပြောပြပေးပါအောင် bro ေးတဲ့ဒီမိခွန်းလေးကိုမဖြေခင်မှာအဲ့ဒီ Strava app လေးကြောင့်ကျွန်တော်ရေပြောပြပေးမယ် Strava app ဆိုတာတော့ကျွန်တော်တို့မှာဖုန်းတစ်လုံးရှိုံနဲ့ကျွန်တော်တို့လုပ်တဲ့လေ့ကျင့်ခန်းတွေအားကစားတွေကိုဒိုင်ယာရီတစ်ခုပုံစံမျိုးမှတ်ထားပေးတဲ့ application လေးတစ်ခုပေါ့နော်အဲ့တော့ပုံမှန်တိုင်း space နေပါတယ်ဆိုရင်ကျွန်တော်တို့ရဲ့ record တွေမရှိဘူးအဲ mile လေးတွေပါလို့ရတယ်ပေါ့နော်အခုကဖုန်းတစ်လုံးရှိုံနဲ့ကျွန်တော်တို့မှာအဲဒီကျွန်တော်လုပ်တဲ့ record တွေအားကစား record တွေအကုန်လုံးမှတ်လို့ရတယ်ရေကူးအပြေ space စတာတွေပေါ့နော်အားလုံးမှတ်လို့ရတယ်အဲကျွန်တော်ဒီ application လေးအကြောင်းကိုလွန်ခဲ့တဲ့3နှစ်လောက်က ဗီဒီယိုလေးတခုအသေးစိတ်တင်ပေးဖို့တာရှိတယ်အဲဒီတော့မလို့ဒီနေ့မှာကျွန်တော်ဒီ application လေးကိုဘယ်လို download လုပ်ပြီးတော့တောင်းရမလဲပြီးတော့ဘယ်လိုဖုန်းနဲ့ချိန်ပြီးတောင်းရမလဲပြီးတော့အားကစားဘယ်လိုမလုပ်ခင်မှာပေါ့နော်ဘယ်လို record လုပ်ရမလဲဆိုတာကိုပဲအဓိကထားပြီးပြောပြပေးပါမယ် channel အသေးစိတ် challenge တွေကိုကတော့အရင်ကတင်ခဲ့ပူတဲ့ဒီဗီဒီယိုမှာသွားကြည့်လို့ရပါတယ်ကဲအဲ့ဒါဆိုကျွန်တော် server application လေးတောင်းတဲ့ကြောင်ဆက်ပြီးတော့ပြောပြပေးမယ်နော် ကျွန်တော်ဒီ app လေးကိုပထမဦးဆုံးဖုန်းထဲမှာထည့်မယ်ဆိုရင် Play Store သို့မဟုတ် Apple Store ကနေပြီးတော့ download တောင်းပြီးတော့ကျွန်တော် install လုပ်လိုက်လုပ်ပြီးတော့ကျွန်တော်တို့ကိုယ်မှာရှိတဲ့ Gmail သို့မဟုတ် Facebook နဲ့ check လိုက်လို့ရှိရင်ဒါ server account တစ်ခုရပြီပေါ့နော်အဲ server account ကိုရပြီးတော့ကျွန်တော်တို့ legend ငယ်နေဆက်လုပ်တော့မယ်ဆိုရင်အဲအဲ့ဒီမှာပါတယ်ကျွန်တော် record ဆိုတာရှိတယ်ကျွန်တော် record ကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ကိုယ်ကလမ်းလျှောက်မှာလားပြေးမှာလားစပိတ်စီးမှာလားရေကူးမှာလားစတဲ့အဲကျွန်တော်ဒီအကားသားပုံစံတွေကိုရွေးချယ်လိုက်ရွေးချယ်ပြီးတော့ကျွန်တော်တို့ကအဲ့မှာပထမဆုံးအရေးကြီးဆုံးအချက်ကအင်တာနက်ကိုခဏဖွင့်ပေးထားရမယ်ပြီးတော့ location ကတော့အမြဲတမ်းဖွင့်ပေးထားရမယ် အင်တာနက်ကိုဖွင့်မူပါပြီ location ကိုလည်းဖွင့်မူပါပြီဆိုရင်အဲ့မှာသူက GPS signal နဲ့ acquire ဆိုပြီးတော့အဲ့ပေါ်မှာစာလေးပေါ့နော်ဒီလိုပုံစံမျိုးလေးနဲ့ပေါ်လာတယ်အဲ့ဒါလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကစတက်ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့အဲလေ့ကျင့်ခန်းနေစတင်ပြီပေါ့နော်အဲကျွန်တော်အဲ့အဲ့ဆိုရင်ကျွန်တော်နင်းမယ်အဲ့လေ့ကျင့်ခန်းမှာကျွန်တော်စပိန်တွေပဲနင်းလိုက်မယ်နင်းပြီးတော့ကျွန်တော်တို့အားလုံးပြီးလို့ရက်ပြီဆိုရင်အဲအဲ့ဒီမှာကျွန်တော်တို့အဲအဲ့မှာအင်တာနက်ခလပ်ပြန်ဖွင့်ပြီပေါ့နော်ဂျားထဲမှာတော့ကျွန်တော်အင်တာနက်ပိတ်ထားလို့ရတယ်လိုကေးရှင်းကတော့အမြဲတမ်းအွန်လာလို့ရတယ်အဲပိတ်ကနေမှာကျွန်တော်တို့အင်တာနက်လေးကိုဖွင့်တာဖွင့်တာပြီးတော့အဲ့မှာ stop ကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်ရဲ့လေ့ကျင့်ခန်းကိုနာမည်ပေးမယ်။ဒီလေ့ကျင့်ခန်းကကျွန်တော်တို့အဲဘယ်နေ့မှနေလာတယ်ဗာလေးပေါ့နော်။ကိုယ့်ရဲ့ diary တစ်ခုပုံစံမျိုးခေါင်းနဲ့တက်မယ်ပြီးတော့အထက်မှာအဲအကြောင်းအရာကိုရေးသားလို့ရတယ်။ကိုကိုယ့်ရဲ့ဒီနေ့တိတိတိကြုံရတဲ့အဲလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာကြုံရတဲ့အဖြစ်အပျက်လေးတွေကိုရေးလို့ရတယ်။ရေးပြီးတော့ကျွန်တော်တို့ save လုပ်လိုက်ပြီဆိုတာနဲ့အဲကျွန်တော်တို့ရဲ့ဒီအားကစားလေးကမတန်းနေသွားပြီပေါ့နော်။အော်ကျွန်တော်ပြောဖို့မေ့ခဲ့လို့ server application လေးကကျွန်တော် smart watch တွေ byte computer တွေနဲ့လည်းတွဲပြီးတော့သုံးလို့ရပါတယ်။အဲ့ server application လေးရဲ့ကောင်းတဲ့အချက်ကပါလဲဆိုတော့ကျွန်တော်တို့ကဒီနေ့မှအားကစားလုပ်ခဲ့တယ်။အဲဒါမဲ့နောက်တစ်နေ့နေလို့ရှိရင်အဲ့ဒီအားကစားကိုကျွန်တော်ပြန်ကြည့်လို့ရတယ် နောက်နှစ်နှစ်သုံးနှစ်နေနေကြီးလို့ရတယ်ကျွန်တော်ဆိုရင် server သုံးခဲ့တာတော်တော်ကြာပြီပေါ့နော်အဲသုံးနှစ်နဲ့ကျော်ပြီကျော်လာပြီအဲ့ဟိုးလွန်ခဲ့တဲ့စစသုံးတော့ record တွေကိုလည်းပြန်ပြီးတော့ကြည့်လို့ရတယ်အဲ့တော့ကြောင့်မလို့ကိုကပြီးခဲ့တဲ့ account တွေမှာဘလို့နင်းခဲ့လဲဘယ်တွေသွားခဲ့လဲအဲအဲ့လိုမျိုးမြေပုံအသေးစိတ်ကစပြန်ပြီးကြည့်လို့ရတယ်ပေါ့နော် server application ကြောင့်အသေးစိတ်ကြည့်ချင်လို့ရှိရင်ကျွန်တော်အရင်ကတင်ခဲ့ဘူးရဒီ video လေးမှာသွားပြီးတော့ကြည့်လို့ရပါတယ်အဲအားလုံးပဲနောက် video မှာပြန်လို့ကြမှာနော်တတ်တာ